ကဲကျွန်တော်ကမြန်အားလုံးပဲမြင်လာပါ The Rat and Fish Show ကနေပြီးတော့ကြိုးဆိုပါတယ်ကျွန်တော်ကလောဘူးစင်းရင်ကိုအများတန်းတင်ဆက်ပေးနေတဲ့ဇာတ်ပုံပါဆိုတော့ကျွန်တော်တို့ဘာဘူးတင်ကတော့ Brandford အတင်ကိုသွားကစားတဲ့ဒီကနေ့ည Premier League ပွဲစဉ်ကိုမှဆိုရင်လဲထပ်ပြီးတော့ရှုံးနေဆိုတော့ကျွန်တော်တို့ကဒီနောက်ပိုင်း Premier League ပွဲစဉ်တွေမှာအိမ်ခွင်းမှာကံလည်းမနိုင် အဝေးခွင်းသွားကန်လဲမနိုင်ကိုချမ်းပြောသလိုပြနိုင်မယ်ထင်တယ်ပွဲလဲမနိုင်ဘူးမနိုင်ဘူးထင်တယ်ပွဲလဲမနိုင်ဘူးဘလို့မောင်းမနိုင်ဘူးတော်ဘလောက်စိတ်ပြတ်ဖို့ကောင်းလဲပြနောက်ဆုံးကစားတဲ့ပြိုင်ပွဲဆုံး၅ပွဲမှ၄ပွဲရှုံး၄ပွဲရှုံးပရီးမီးယားလိနောက်ဆုံး၄ပွဲဇက်တိုက်ရှုံး၉ပွဲဆော့ရတဲ့အချိန်မှာ၄ပွဲရှုံးတော်ကြီးကမှယုံစရာကောင်းတဲ့ရှုံးပွဲဗျာယုံစရာကောင်းတဲ့စိတ်ပြည့်စရာကောင်းတဲ့ ရှက်စရာကောင်းတယ်ဗျာဒီလားဒါကတော့ရှက်စရာကတော့ဘယ်ဟာကိုတွေးရှက်လို့ရှက်မှန်းတော့မသိတော့ဘူးဗျာဒါလိုက်ပါတော့ဒါကတော့တကယ်ကုန်းမှာဗျာဘာကိုပြောပြီးတော့ရှုံးသွားတယ်ဘသူကိုအပြစ်ပြောလို့ပြောမှန်းတော့မသိဘူးပထမအဦးဆုံးကျွန်တော် honest talk ကိုမေးကြည့်နေတာကဗျာသူ့ကိုမေးနေတာကသူဒီကနေ့ရဲ့သူ့ရဲ့ game plan A ကဘာလဲ plan B ကဘာလဲ plan A က तू ဘယ်လိုမျိုးအသင်းပြိုင်ဘက်အသင်းကိုစပြီးချင်းကပ်လာတာ ိုင်ပတ်အသင်းကို तू ပထမဦးဆုံးပွဲထုတ်လာတဲ့၁၁ယောက်ကပိုင်ပတ်အသင်းကို तू ဘလို့ကစားစီကျင်တာလဲသူ့ရဲ့ကစားသမားတွေကဘလို့မျိုးကစားစီကျင်တာလဲဘောလုံး तू ကစားသမားတွေကိုဘောလုံးကြီးကင်ခိုင်းထားတယ်ဘောလုံးကင်ခိုင်းထားတဲ့အချိန်တိုင်းအချိန်တိုင်းက तू ကပိုင်ပတ်ကိုဘလို့မျိုးဖြစ်စီကျင်တာလဲပြောချင်တာကဗျာကျွန်တော်တို့ကြီးဘောလုံးကြီးကင်ထားတယ်ကျွန်တော်အသင်းတင်ရ ဒါဥပမာဆိုကြပါစို့ from vn နဲ့ quality cup ကို1 2ပေးတယ်1 2 3 1 2 3ပေးတယ်ခဏတိုင်းပေးနေတယ်အဲ့လိုမျိုးပေးနေတဲ့အချိန်တိုင်းစက္ကန့်တိုင်းကဗျာဘာကိုလိုချင်တာလဲဟောပြန်ပြန်အတင်းကကိုရီအတင်းကို press လာလောက်တာလိုချင်တာလားလာပြီးတော့အသေးတန်လာလုတာလိုချင်တာလားဒါမှမဟုတ်ရင်သူရဲ့ shape ပုံစံ defensive shape တွေပြက်သွားအောင်လို့အဲ့ဒါ1 2 1 2လေးရိုက်ပြီးတော့အထဲကိုဝင်ချင်တာလားဘာလို့ချင်တာလဲဒါမှမဟုတ်ရင်အချိန်မဲတက်တက်ကုံအောင်လို့ဒီလိုမျိုးရိုက်နေလိုက်ရိုက်နေရလားအချိန်တက်တက်ကုံချင်လို့ဒီလိုမျိုးပဲပေးနေတာလား ကျွန်တော်မြင်နေရတော့ဗျာအချိန်ကောင်ပေးနေတယ်တော့ပေးနေတယ်လို့ပဲကျွန်တော်မြင်ရတယ်။တန်တာဘာမှမမြင်အောင်။သူ့ရဲ့ plan A ကဘာကိုရည်ရွယ်ပြီးတော့ဒီလူတွေကိုထုတ်လာလဲဆိုတာလည်းမသိအောင်။သူ့မှာ game plan မရှိဘူးဆိုတဲ့ပုံစံမျိုးဗျာဒီကနေ့ပွဲကစားသွားတာ။ဘာ plan မှရှိမနေ။ container ဟိပြီးတယ်ဟိနောက်ကလိုက်တယ်ဟိတွေ့တဲ့သူကိုပေးလိုက်တယ်ဟိဒါတော့ပွဲထုတ်လာတဲ့လူတွေကိုကြည့်နော်နောက်တန်းခန့်စစ်၄ဦး၂ရာမှာမီလိုကာကတ်ပါတယ်ကော်နာဘရက်ဒလီပါတယ် ြီးရင်အလေကအီဘရာဟီမကိုနာဒေနဲ့ဗာကေဗန်ဒိုက်အဲ့နှစ်နှစ်ယောက်ကတော့ထားလိုက်ပါတော့မပြောလို့ဒါထားလိုက်အောင်ဘရက်ဒလီကလည်းထားလိုက်အောင်ဖရင်ပေါင်မရှိတဲ့အချိန်မှာဘရက်ဒလီပဲသုံးရတာထားလိုက်အောင်ဒါပေမဲ့မီလိုကကောက်ကိုဘာလို့သုံးတာလဲကျွန်တော်မင်းကမီလိုကကောက်ကိုဘာဖြစ်လို့သုံးတာလဲပြီးခဲ့တဲ့ပွဲစဉ်ကအန်ဒီရောဘတ်ဆင်တလောက်ကောင်းပြားခဲ့တာကိုဘာဖြစ်လို့ထပ်မသုံးတာလဲအရန်ကောင်းပြားခဲ့လို့လားကျွန်တော်မင်းကအရန်ကောင်းပြားခဲ့လို့လားဒီကနေ့ပွဲစဉ်ရဲ့အဆုတ်ပြတ်ဆုံးနဲ့အယွန်စရာအကောင်းဆုံးကောင်းမကမီလိုကာကပ်ပဲ မင်းလူကကကအယုံစရာအကောင်းဆုံးပဲသူ twin ကိုတကူရတာမရတာနောက်ထားဗျာဒီလားနောက်ထားအဲ့ဒါကနောက်ထားအဲ့ဒါကဆက်ထည့်ပြီးတော့မ twin ထည့်မတွက်လို့တောင်ကြားရဗျာအဲ့ဒီနေရာမှာဘလူပဲသွားပြီးတော့6နောက်နေအထိဒီဂိုးတယ်ဗျာဒီလားတတော်ကူမှယုံစရာကောင်းတဲ့ကစားသမားဗျာ crow body တလုံးမှမရောက်အသင်း body နဲ့နားလည်းမူတစက်မှမရှိဘူး defensive ကိုတစ်ထမ်းမှမစိတ်မချရဘူး သူ့နေရာကိုဗာဂေဗန်တိုက်ကနှစ်နေရာဆော့နေရတယ်။သူ့ရဲ့ CB ကိုလည်းဗာဂေဗန်တိုက်ကဆော့ရတယ်ဗျာ။အဲ့ဒီ left back ကိုလည်းတွားပြီးတော့ဗာဂေဗန်တိုက်ကတွားကူပေးရတယ်။ဆိုတော့ဗန်တိုက်ကလည်းလူပဲဗျာ။စဉ်းစားကြည့်ဗန်တိုက်ကလည်းလူပဲ။အသက်လေးကြီးနေပြီဗျာ။ဒီနေရာကြီးကိုသူခွင်ပြီးတော့ခုပြီးတော့ကစားဖို့အတွက်သူဘယ်လောက်တောင်ခံနိုင်မှာလဲ။ဘယ်နှမင်းနဲ့ခံကစားနိုင်မှာလဲသူဒီနေရာကိုနှစ်နေရာကို။ဆိုတော့ဘာမှမဟုတ်တဲ့ကစားသမားဗျာ။သူကသူတော်ဘာဖြစ်ချင်လို့ဖြစ်ချင်မှမသိတဲ့ကစားသမားကို ကွင်းထဲမှာမိနစ်80 60လောက်ထိထည့်ပြီးသုံးသွားတာကတော့အာနက်ရှ်လော့ကိုကျွန်တော်တကယ်တကယ်ပါဗျတကယ်တကယ်အာနက်ရှ်လော့ကိုကျွန်တော်ဘာပြောလို့ပြောရမှန်းတော့မသိဘူးနောက်ထပ်ကစားသမားတအုပ်ကိုထပ်ပြောလိုက်ပါဦးမယ်ပြီးခဲ့တဲ့ရက်ကမှဒါပြဿနာကြီးဖြစ်သွားတဲ့မိုဆာလာနော်မိုဆာလာစီကဒီကနေ့ကျွန်တော်အကူကြီးဘာတွေတွေ့ရလဲ ။အဲပြောလိုက်မယ်မိုးဆာလာရဲ့အဘက်ကဖန်တွေကပြောအောင်မယ်မိုးဆာလာဖန်တွေကပြောအောင်မယ်ဒီထဲမှာ twin ကိုတကိုတွေ့တယ်လေ twin ကိုတကိုတွင်းသွားတယ်ကွာမင်းမမြင်ဘူးလားဒီ twin ကအရေးကြီးနေတဲ့အချိန်မှာ twin သွားတယ် twin ကိုဟုတ်ပါပြီ။အဲ့ twin ကိုပြန်တခြားဘာလုပ်ပြလဲ။ဘာလုပ်ပြ။ဘာမှလုံမပြ။ဘာမှလုံမပြ။သူရှိဘောလုံးပေးလိုက်လို့ရှိရင်ဘောလုံးကဆုံးရင်ဆုံးမဆုံးလို့ရှိရင်တစ်ဖက်အသင်းကရောက်ပြက်ရင်ပြက်မပြက်ရင်တစ်ဖက်အသင်းကရောက်ဒါမှမဟုတ်ရင်အောက်ဆိုင်ပေးရဟင်ဘလောက်ယုံစရာကောင်း ဘလောက်ယုံစရာကောင်းစိတ်ပြက်စရာကောင်းတယ်ဗျာဒီကဘာဆိုဘာမှမလုပ်တတ်ဘူးမိုးစားလာကိုဒီတညာလုံးတပွဲလုံးကြည့်နေတာဗျာကိုရီကဘူပေးလိုက်တဲ့ပထမအဦးဆုံးအလုံးဗျာသူထိန်းလိုက်တယ်ဒီလိုမျိုးပုံမှန်အတိုင်းဗျာဒီလားပုံမှန်အတိုင်းဘောလုံးပေးလိုက်တာဗျာတာမန်ပေးလိုက်တဲ့အချိန်လေးကိုသူထိန်းလိုက်တဲ့အချိန်ကကလီဟာရှီရောက်သွားတဲ့အထီအောင်ဖြစ်တယ်အဲ့ကလေးကကျွန်တော်နားလိုက်လိုက်တယ်ဗျာမိုးစားလာကဒီညာဘာမှမဟုတ်တော့ဆိုတော့ကျွန်တော်သိဆိုတော့ တကယ်တမ်းလဲဘာဆိုဘာမှကိုမဟုတ်ဘူးတော်တော်လေးကိုယုံစရာကောင်းခဲ့တယ်ဒီလိုပြောရင်လဲမိုးဆာလာဖန်တွေကဆဲအောင်ပဲဗျာဆဲရင်လဲဆဲကျွန်တော်ကတော့ကျွန်တော်မြင်တာကိုပြောပြတာလဘာဘူးပြိသက်အများစုဒီညခံစားခဲ့ရတာကိုပြောပြတာမိုးဆာလာလဲထို့အတူပဲဗျာသူ့ကိုသူဘာဖြစ်ချင်မှမသိဘူးသူဘောလုံးရရင်သူဘာလုပ်ချင်မှသူ့ကိုသူမသိဘူးအဲ့ဒီကစားသမားကိုသူ့ကိုသူဘာလုံးရမှမသိတဲ့သူကိုသူ့ကိုသူတောင်ဘာလိုချင်လို့လိုချင်မှမသိတဲ့ကစားသမားကိုကွင်းထဲမှာမိနစ်60ထားပြီးတော့ အာနိရှ်လုံးနေနေကဘာတွေမျောလင့်နေတာလဲဆိုတာလေကျွန်တော်သိကျင်သေးတယ်။သူဘာတွေမျောလင့်နေတာလဲအမိုးဆာလာရှီကအဲဒါတွေကတော့ तू ပွဲပြီးသတင်းစာရှင်းလင်းခွင့်မှာတော့ तू ပြောမှာပဲအဲဒါကျွန်တော်တစ်ချက်လောက်ပြီးရင်သွားကြည့်အောင်မယ်သွားကြည့်ပြီးတော့ तू ဘာတွေပြောမလဲတော်တော်တစ်ချက်လောက်ပြီးလို့ရှိရင်နားထောင်ပြီးတော့ပြန်ပြောပြအောင်မယ်ကျွန်တော်ကိုယ်ကြီးနော်ပြီးရင်နောက်ထပ်တစ်ခုကဒါ brand 4ရဲ့လက်ပစ်ဘောတွေကဘယ်လောက်ထိအောင်ကြောက်ဖို့ကောင်းလဲဘယ်လောက်ထိအောင်ကြောက်เสียရကောင်းလဲဆိုတော့အကုန်လုံးသိတယ်ဗျာ တည်အကုန်လုံးတည်တယ်ပြိုင်ပတ်အသင်းတိုင်းတည်တယ်ဗျာလူဘိန်းတော်နားလဲတယ်ဗျာတည်လားလူဘိန်းတော်နားလဲအာမိုရင်လိုနီးပြတော်မှာပဲကောင်းကောင်းတည်တယ်ဗျာတည်လားအာမိုရင်တော်နီးပြတော်မှာပဲကောင်းကောင်းတည်တယ်ဘရန်ဖွေးရဲ့လက်ပြပေါ်တွေဘလောက်ကြောက်ဖို့ကောင်းလဲဆိုအဲ့ဒီလိုမျိုးလက်ပြပေါ်တွေကြောက်ဖို့ကောင်းပါတယ်ဆိုတဲ့အသင်းကိုကိုယ့်ရဲ့ goal area ပတ်ဝန်းကျင်မှာပဲ outside တွေခဏခဏပေးနေရတာကဒါကတော်တော်လေးကိုညံနေတဲ့ ညံနေတဲ့နီးစနစ်လို့ကျွန်တော်ပြောပြချင်တာဗျာဒီလားညံနေတဲ့နီးစနစ်တော်တော်လေးကိုမှစုတ်ချတဲ့လမ်းညို့မှုတော်တော်လေးကိုမှစိတ်ပြက်စရာကောင်းတယ်ဗျာမီလိုကခပထမအဦးဆုံးတွင်းသွားတဲ့အလုံးလဘဝုအသင်ပထမအဦးဆုံးဂိုးတွင်းခံလိုက်ရတဲ့အလုံးဆိုရင်မီလိုကခရဲ့လူကပ်ပုံကိုကြည့်လိုက်ပါအောင်ဗျာမီလိုကခရဲ့လူကတ်ထားပုံသူ့မာကင်ယူထားတဲ့အနေထားကိုကြည့်လိုက်ပါအောင်ဘလောက်ထီအောင်ယွန်းစရာကောင်းဘလောက်ထီအောင်ယွန်းစရာကောင်း तू လူကတ်တာကဗျာဘာလုံးလို့လုံးနေမှမသိဘူးအဲ့လိုကစားသမားမျိုးကို तू ကပွဲထွက်လာတယ်ဆိုတော့ပေးကြကျွန်တော်တို့ဒီပုံစံအတိုင်းဆိုဒီရဒီနောက်ရဒီမှာကျွန်တော်တို့ချန်ပီယံလိကန်ရမှာမဟုတ်နောက်ရဒီမှာကျွန်တော်တို့ချန်ပီယံလိကန်ရမှာမဟုတ်စဉ်းစားကြည့်ဗျာကိုဝယ်ပရီးမီးယားလိမှာကစားတာ၄ပွဲရှုံးတယ်၄ပွဲရှုံးတယ်နောက်ဆုံးကစားခဲ့တဲ့၄ပွဲပရီးမီးယားလိမှာရှုံးရွှွန်စရာကြီးဗျာဒီလားတကယ်ကိုမှရွှွန်စရာကြီး စိတ်ပြက်စရာကြီးပြသည်လားဒီနေရာမှာကျွန်တော်တို့ပြောနိုင်တာတစ်ခုပဲရှိတယ်ဗျနောက်လာမယ့် Aston Villa နဲ့ပွဲစဉ်ကိုလည်းကျွန်တော်မျှော်မျှော်လင့်ရဲဘူးပြီးရင်နောက်လာမယ့် Crystal Palace နဲ့ Carabao Cup လည်းကျွန်တော်မျှော်မျှော်လင့်ရဲဘူးကျွန်တော်တို့မျှော်လင့်နိုင်တာကဒီချိန်မှာကစားသမားတွေကဒဏ်ရာကနေပြီးတော့ပြန်တက်တာလာပါစေလို့ပဲကျွန်တော်မျှော်လင့်လို့ရမှာအဲ့လိုပဲကျွန်တော်ဆုတောင်းလို့ရမှာဒီနေ့ RGB မပါတဲ့ကွင်းလေကလည်းဘလောက်ထိအောင်ယူလိုက် ကျွန်တော်ကျွန်တော်ရှင်းပါတယ်ပြောတယ်ဗျာ Ryan Cranberry ရဲ့နေရာကိုအစားထိုးလို့တော့မလွယ်ဘူးဒါပေမဲ့ဘယ်ကစားသမားရင်နဲ့အတူအစားထိုးလာမလဲဘယ်လိုမျိုးပွဲကိုချင်းကပ်လာမလဲဒါကျွန်တော်တို့စောင့်ကြည့်ရမယ်လို့ပြောတယ်တကယ်တမ်းလည်းကျွန်တော်တို့စောင့်ကြည့်ခဲ့တယ်အဲ့ဒီနေရာမှာကားကားလေးဂျုံဝင်ဆော့ကားလေးဂျုံကအလုံးမဖြစ်တဲ့တလောက်ဖြစ်တယ်မှန်တယ်ဗျာဒါပေမဲ့ RGB ရဲ့ quality ကိုမမီတော့အသင်းကတိုင်ပတ်တယ်တော်တော်လေးဟိုမှာတိုင်ပတ်တယ်ဗျာဒီလားကျွန်တော်တို့ RGB မပါတဲ့ကွင်းလေကြီးကလုံးဝရိုပေါက်ကြီးဗျာဟောင်းလုံးပေါက်ကြီးကိုဖြစ်လို့ တကယ်ဟောင်းလောင်းဘော်ကြီးကိုဖြစ်လို့ကြိုက်တယ်လို့လှုပ်လို့ရတယ်ဗျာဒီလိုက်ပြန်ပြန်အသင်းကကိုကြီးကိုကြိုက်တယ်လို့လုံနေတာမသိဘူးဗျာကိုကြီးကမသိရင်ချန်ပီယံရှစ်ကဒီနေ့မှတန်တက်လာတဲ့အသင်းလေးလို့လို့ဘရန်ဖို့ကအဲ့လိုမျိုးထင်ပြကစားနေတာနော်အဲ့လိုမျိုးကစားနေတာကိုကြီးအသင်းကိုသူတော့တော်တော်ကိုမှစိတ်ပြတ်เสียရကောင်းတယ်ဗျာဒီလိုက်တကယ်ရှုံရှုံးတာကလည်းရှုံးတဲ့လို့လည်းရှုံးတာဗျာဒီဘက်ကလည်းတကယ်ရှုံးတဲ့နဲ့ယုံစရာလည်းကောင်းတယ်ရှက်ဖို့လည်းကောင်းတယ်တကယ်တော်တော်လေးလေး လေဘာဘူးအတင်းနဲ့ပတ်သက်ပြီးတော့ကဗျာတော်တော်လေးလဲစိတ်ထန်ရည်လဲရနေပါဘူးဘာလို့ကျွန်တော်တို့နောက်ဆုံးကစားခဲ့တဲ့ပွဲကြီးတွေကမနိုင်ဘူးဆိုတာကမနိုင်တင်လို့မနိုင်တာဗျာဒီလားကျွန်တော်တို့နိုင်တင်နေဟေးငါတို့ကတော့ခြေစွမ်းကောင်းရတော့တာတယ်ငါတို့ကကန်တရားကြောင့်ဒါငါတို့ကကန်တရားကြောင့်ရှုံးနေခဲ့တာလို့ပြောစရာတပွဲမှောင်မရှိဘူးတကယ်တပွဲမှောင်မရှိဘူးရှုံးခဲ့တဲ့ပွဲစီမှာဒီထက်ပိုဆိုးတဲ့အရှုံးရလက်တွေနဲ့ရင်ဆိုင်ဖို့ကံကောင်းလို့ကိုက အဲ့လောက်ထိအောင်ပဲဒီလောက်တွင်ကိုလေးနဲ့ပဲကျင်တ်ရတယ်ဆိုတော့အနေအထားပေးကိုလေးနဲ့ပဲကျင်တ်ခဲ့ရတယ်ကံကောင်းလို့ကျင်တ်ခဲ့ရတယ်ဆိုတော့အနေထားနေတယ်ပဲရင်ဆိုင်ခဲ့ရတယ်ဒီနေ့လည်းမမတာရှိပြီကဲလို့တမင်းဆိုရင်ကျွန်တော်တို့က၅ကိုလေး၄ကိုနဲ့ရှုံးအောင်ပါတကယ်ထက်ရှုံးအောင်ပါဆိုတော့အနေဆော့ကိုတော့မေကွန်းထုတ်စီရလိုနေပြီကျွန်တော်တို့ရအားနေဆော့ကိုတော့မေကွန်းထုတ်ရမယ့်အပိုင်းကြီးရောက်နေပြီဆိုတော့ကျွန်တော်ကိုရဘယ်လိုမြင်ကြလဲဒီချက်လောက်ဆွေးနွေးကြပါအောင်ကျွန်တော်လည်း line subscribe လုပ်ပြီးကြအောင်ချစ်သမီးအားတင်ပါတယ်ဗျာ